ပြည်သက်များအားလုံးပဲမိန်လာပါရှင်ပြည်သက်များအားလုံးကိုကျမတို့ရဲ့ SDS Audio Book Channel နေ့ကျူဆိုလိုက်ပါတယ်ကျမတို့ Channel ကနေ့တရေဆန်လန်းကောင်းများစွာနဲ့ဂမ်မီယာဖြစ်ရဲ့စံချိန်ဆန်လန်းကောင်းလေးကိုနေ့စဉ်တင်ဆက်ပေးနေရပါဖြစ်ပါတယ်ဒီနေ့မှတင်ဆက်ပေးမှာကတော့စာရေးသူနွိနွိအေးချမ်းရေးသားထားတဲ့အဆောင်နေရမိတူဆိုတဲ့ဇလန်နီရဲ့အစာဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်နီမစတင်မီကျမတို့ရဲ့ Channel ကို Like and Subscribe လေးနှိပ်သွားဖို့နဲ့ ဇလန်တိများစွာကိုမလွတ်တဲ့နာစင်နိုင်ဖို့ဘီနာအနုတီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့အမိပါနေရှင်။ပြီးတော့ကျမတို့ရဲ့ channel ကြီးကအသက်ဇလန်လေးတွေကိုဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ quality နဲ့နားထောင်ခြင်းနေဆိုရင်တော့ VPN လေးကိုခံပြီးတော့နားထောင်ပြီးဖို့မေတ္တာရဲ့ခံပါနေရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။2025-2026ပညာသင်နေ့အတွက်တော့တင်းနှင်းတာရီတိုင်းဘက်ကကျုံရလေးတရားမှအစိုးရကဆရာဆရာမတွေမရှိတာမို့ပညာရေးဝန်ထမ်းလိုအပ်ချက်ရတော့ ။ကျမတို့ကအရက်ခက်အနေနဲ့တာဝန်ထမ်းဆောင်ရင်းနေကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေပါ။တိတ်မကြခင်ကမှကြုံတွေ့ထားတဲ့ပူပူနေနေ ဖြစ်ရဆိုရင်မမားပါဘူး။ကျမနဲ့ကျမညီမဖြစ်သူမိစင်းတို့ကအိမ်ရွာအစိုးရဝင်တဲ့အစားမှနေကြပါလိမ့်။မင်းကလေးတွေကြီးပဲမို့ညီမနှစ်ယောက်တည်းမို့အတင်းခုဖြစ်အောင်အဖေဖြစ်သူပါလာနေပြီ။ကျမတို့သားဖာ၃ယောက်အဖို့ရတာပေါ့။ဒီနေ့ရောလေးတန်းကိုကျမအင်္ဂလိပ်စာသင်ပေးနေသူတို့လေးမပြေရအောင် ရောက်တဲ့ရေရပြောနေကြတော့ ဆီယမောင်နီနီရဲ့အဆောင်မလေးတည်ရင်ရှိရေနော်အဲ့ဒီလူကြောင့်သားတရားဝါဆိုလိုက်ရာဟေးပေါပေါရှာရှာတို့နီနီရတပတ်လောက်ရှိတော့မေးဘာတည်ရင်မှမရှိပါဘူးတကယ်ပြောတာပါဆိုဆီယမောင်ကလေအရင်တော့အဆောင်နောက်ကလေးချီတိုင်းမှာနေတာအဲ့ဒီလေးချီတိုင်းကိုငါးလပိုင်းတော့မိုးကျိုးပြစ်လိုက်တာလေအဲ့မှာအဲ့ဒီကောင်းကြီးလေးအဆောင်ထဲကိုပြေးဝင်လာရတယ်တကယ်ကိုချက်ချလက်ချပြောနေတော့ကျမကလည်းမင်းမြင်ရပါသေးတယ်မိပါဦးဒီလောက်တည်ချာနေရအောင်မင်းတို့ဘာသူပြောရလဲ ထီလာယောင်းနဲ့ဦးဆိုင်အောင်လပိဆိုင်မှာပြောပြနေရဆရာမရဲ့တကယ်ရှိတယ်အကောင်တော်တော်ကြီးပြီတဲ့ဟုတ်တယ်ဟုတ်တယ်ဆရာမအိမ်တို့နဲ့သူတပေါင်းငါတပေါင်းဖြစ်လာပြီးတော့အတန်းမှစူညံလာတော့တယ်ကဲကဲတော်ပြီနော်စာဆက်တင်အောင်စကားလမ်းကြောင်းလေးလိုက်ပြီးမေကျမအတွေ့ထဲမှာတော့အဲ့ဒီအကြောင်းအရာမပြောက်သွားပါဘူးတကယ်များရှိနေရလားညနေကြောင်းစင်းပြီးအဆောင်ပြန်ပြီးတော့အဝတ်စားလေးပြီးရနေကျမရဲ့သားလေးကိုညီမဖြစ်သူထင်ခံပြီးတော့ညနေစာချက်ဖို့မြို့ကြောင်နဲ့ဝင်ခဲ့နေရောတယ် မိဖို့ထဲမှာပြရီကိုချက်ထုတ်ပြီးတော့မိမိဖို့ပြင်ဆင်ခြင်းနောက်ကျောဘက်ကစဉ်စဉ်ကြီးဖြစ်လာတယ်။ဘာကြောင့်ရင်မသိဘူး။ကျမစက်သီးမွေးညင်းနေထလို့နေရင်ဂျိုဒီရဲ့အနောက်မှာဒုတိယရက်ကြီးနေတယ်လို့ခန်းစားချက်ကြီးကိုရလာပြီးတော့နောက်ကိုအမြန်လေးကြည့်လိုက်ရာထူးခြားစွာပဲ။ဘယ်သူတဦးတယောက်များရှိမနေခဲ့ပါဘူး။စိတ်တင်တာဖြစ်မှာပါလေဆိုပြီးတော့လုံးစရာရှိတာကိုဆက်လုပ်နေစေမယ်။ဖြူဖြူရေကြီးကဖြစ်ပြေးသွားတာကိုနှလုံးထောက်ကနေမြင်လိုက်ရတယ်။အဆောင်ကနှဆောင်တည်းဖြစ်ပြီးတော့ နောက်ပြီးပေါက်တခုတွေထားထားတာမို့ဟိုဘက်ဆောင်ဒီဘက်ဆောင်ကူးလို့ရနေရောဒီတစ်ဘက်ကလူနေရဲ့အဆောင်ကိုကျမကြည့်မိလိုက်တော့ဒီကြိုးချမ်းဖွေရခန်းစားချက်ကလေးရေဘာမှတော့ရှိမနေပါဘူးညနေစာစားတော့ပြီးစီရောအလုပ်တွေပြရနေခလီနဲ့အိပ်ပြီးမို့စိတ်ပြေတဲ့ပြောင်ဖုန်းကင်ပြီးရော Facebook သုံးနေမိရောဒီအချိန်ကြီးရောည7နာရီကျော်ပြီးမို့အိယာဝင်ရင်ထားရလိုက်ချင်းအဆောင်ရှိဖျားကန်းကအဖေရဲ့ချောင်းရံတန်းကြတာမို့အဖေရှိနေရပဲလို့တွေးပြီးတော့အကန်းထဲဝင်ပြီးတော့အိယာဘောထိုင်ကမှာ တကားပွင့်တန်တဲ့အတူတကားကိုခူထားတဲ့ plastic ကုန်ရွှေတန်ဟိုပါကြားနေရ၍အဖေမှကျမအဖေဆောင်နေမှပူလို့အဖေကိုထွက်မယ်လို့ထင်ပြီးတော့မီးလိုက်ကျမအေးသမီးကြီးအဖေတဖြည်းဆိုင်မှာစကားကောင်းနေရနဲ့ခုမှပြန်ရောက်တယ်အဖေမီးရောအိတ်သွားပြီလားအိတ်သွားပြီအဖေရဲ့အဖေတကယ်ခုမှပြန်လာလားကျမဆစောကဖျားကဲမှာအဖေချောင်းရက်တန်ကြထားပြီးမိကျမအင်းနေအဖေကူမပြေရောက်တာလေဘာဖြစ်လို့လဲဘာမှမဟုတ်တော့ပါဘူးအဖေကူနာကိစ္စ ကျမနားကြမလားအထင်မှားသလားမသိခွေကြီးတမပြောတော့ခြင်းမဒါပေမဲ့အဖေတန်မအဖေတန်စစ်စစ်ပါတမီးတို့ရေရေဖြည့်ရအောင်ဟဲ့အဝီစီးကရေတင်နေအောင်ဖြည့်ထားမှာစီပေပါရေပိုက်ထည့်ထားနော်အဖေရေသွားဖွင့်လိုက်အောင်မေအဖေရောရေပိုက်ပြုတ်ကိုအဆောင်ထဲဆွဲတင်ပြီးမှရေကောဖွင့်ရန်ထွက်သွားတယ်ရေရှားတဲ့အရမ်းမို့အဝီစီးတရရေကိုတွေ့ယူရတယ်ရေကောဖွင့်တာနဲ့ရေလာတဲ့နေရာမဟုတ်တော့ပေပါစီပိုင်းနေနဲ့၃လရက်စာဖြည့်ထားရတယ် တခြားသူတွေဆိုရင်တော့ရွေဝဲရပြီမေကျမတို့ကဆရာမတွေဖြစ်နေရမို့ရှင်မီးရတော့အခမေးပါရေဖြင်းနဲ့ပေးပါရီပြီးတော့အဖေရောက်ရေကော့ပြန်ပြီးရင်ပြန်ထွက်သွားတယ်ငါတဲ့ចောင်းသားလေးတယောက်အဆောင်လာလေ၍အဆောင်နှင်းမှလည်းမောင်းနေရမို့အဆောင်နောက်ဘက်ကကျက်စင်ဘက်မှာထွက်ထိုင်ပြီးတော့ရောက်တဲ့နေရာပြုံးမိကြရင်နေတစေတရေတွေအကြောင်းပါလာပြန်နေရောတယ်အချိန်ကညနေ6နာရီလောက်ရှိနေပြီမေလင်းလင်းချင်းချင်းတော့ရှိနေသေးတယ်တိုက်ချောင်းနေနေပျော်ဖြေကြရင်နေကျမနောက်မှာတယောက်ယောက် ရဲကြီးနေတယ်လို့ဖြစ်တာမို့နောက်ကိုလဲကြည့်မိရောအဖေပစိုးတစ်ထည်လန်းထားတာလွေရေဘာမှရှိမနေပါဘူး။ဒါအောင်ညီမဖြစ်သူအမြင်ပြီးရောမကြီးဘာလို့ခဏခဏနောက်လေကြည့်နေရလဲ။အေးငါနောက်မှာအဖေလိုင်းနေရပဲထင်နေရ။အဲ့ဒါကြောင့်တစ်ခါတလေကြိုက်နေ။ငါတို့တရားရောက်ကြည့်နေတယ်လို့ခံစားနေရတယ်ဟ။ဟိုနည်းကလည်းငါမီးမွေးနေရောအနောက်မှာအဖေနိုင်ရဲ့ကြည့်နေတဲ့ချင်းတို့ကြည့်လိုက်တာဘယ်သူမှမရှိပါဘူးဟ။ငါပဲခလေးနဲ့အေးအေးပြတာများပြီးတော့ကြောင်နေသလားမသိပါဘူးဟဲ့။မကြီးတယောက်တည်းဖြစ်တဲ့ချင်းကြီးလား။ တမီးရောဖြစ်နေရာဟိုတနည်းအားဆိုရင်အင်ဂျီညိုရောင်လက်ရှိကြီးနဲ့အဆောင်ရှိမှလာရက်နေရာရှိခနေတွေ့လိုက်တယ်အဖေပုံစံအတိုင်းပဲအဖေမှာအညိုရောင်လက်ရှိမှမရှိတာဟဲ့အဲ့ဒါပြောတာပေါ့တခါလေမာကြီးသားဘသူမှမရှိပဲရင်းပြပြီးတော့လက်ကန်းနေရလေအာဆရာမတားတို့ပြောရမလားဒီဆောင်မှာရှိပါရင်လို့တားတို့ပြန်ပြီအင်းတို့ဆိုပြီးတော့ចောင်းသားလေးဟာတုတ်တုတ်ထပြန်တော့ကျမတို့ညီမနဲ့တာသားရွေကျမသားလေးသားကြံတော်နေ တာတာသူ့လူမှုနေနေစော့နေရီကျမတို့ညီမတော့ပြောဆိုနေကြတော့မှပဲအဖေကပြန်ရောက်လာရင်အတော်တော့ပေါင်နေပြီဒီညီမတွေဘာကြီးဒီတော့စကားကောင်းနေကြရတော့ငါမင်းလေးကလည်းငိန်လို့ဟိအဲ့လိုဆိုကအဖေကတာတာကိုကောက်ကြည့်ပြီးတော့သူ့ပေါင်ပေါ်မှာထိုင်စီတိုင်เจ้าနေပါရင်ပြောနေကြတာပါအဖေဒီကိစ္စနဲ့ပတ်သက်ရင်တော့ဒိုးဆောင်မီကဖြူစင်းအိမ်မှာလဲရွှေမမဆိုတဲ့ငကားမေတော်ရှိတယ်။သူကဖြူစင်းယောက်ျားရဲ့အရင်ကမိန်းမလေး ။ညာဆိုရင်တော့အဖြစ်နေပါကြီးထွက်လာတတ်တယ်။အဲ့ဒီပါကြီးတိုင်းနေ။ तू ကစကားလာလာထွက်ပြောတတ်တာ။အဲ့ဒီကသူ့ကိုဖြူစင်းအိမ်သားမဲ့ပြီးတော့စကားပြောမိရာနေ။နောက်မှမင်းနဲ့ရှီမမငကားမယ်တော့ဖြစ်နေရော။တိန်လုံးလျှောက်သွားနေမိကနဲ့အမွေးနေရောပဲ။အေးတမီးတို့လည်းအဲ့ဒီပဲဟာတခါမှမြင်ဘူးပါအောင်။တမီးတို့ကသူ့အိမ်မှာညမိတ်ဘူးလား။သူခန်းထဲမှာငကားကောင်းဆောင်ကိုဆင်းနေတည်ပြီးတော့ကိုယ်ခေထားတာတွေ့ရမလားပြီးတော့ဖြူစင်းရတိုက်ကလေတလောကသူ့ကိုဝင်ဘူးလို့ ဖေဖေတော်ကူပေးလိုက်ရသေးတယ်။ဘာလို့ပူပါရင်လဲ။ညီမနေအောင်တိတ်မသိချင်ရှာပါဘူး။သူ့ရဲ့ညီမကိုလွမ်းလို့လာတာဆိုဖေဖေလည်းပြောလိုက်တာပဲ။တော်ပြောတောင်ပြောမလုပ်နဲ့။ဝင်ပြီးရင်ပြန်မဟုတ်ရင်တော့စောင့်ကြံခံထိမယ်လို့အဲ့လိုဆိုပြီးတော့ပြောလိုက်တာပဲ။ဘိုးလေးချုပ်လာပြီးမို့ကျမတို့သားဖားတွေစကားဝိုင်းုံလာပြီးတော့အဆောင်ထဲပြန်ဝင်ခဲ့ကြတယ်။အဖေကအပြင်ထွက်သွားလိမ့်ရဲ့။ဒူဇန်နာကဒီမှလာပါပြီ။နောက်တနေ့ညအဖေပြန်ပြန်လာတော့စုံကွေကြီးကိစ္စပြောရင်းနဲ့မပြူစင်တိုက်မှုတဲ့ကိစ္စရောက်သွားပါလိမ့်ရော မဖြူစင်နေတိုက်ဘူးလားအဖေသူ့ကိုဘယ်တိုက်ခါလဲမမေးခဲ့ဘူးလားအဲ့ဒီမှာအဖေကတန်တော်နေဟိဖြူစင်တိုက်ဘူးလေလို့တမီးကိုဘာလို့ပြောလို့လဲအငယ်မနဲ့ကျမတယောက်မျက်နှာတယောက်ကြည့်ပြီးတော့အဖေပဲပြောရလေဟာဖဖေမပြောဘူးနော်အဖေပြောရင်လေအဖေကအေးနေရတမီးတို့ညီမနေရလို့ရှိနေရဟုတ်အဖေကမျက်မှောင်ကြီးကိုင်းနေမဟုတ်ဘူးနော်တမီးတို့မားနေပြီအဖေမပြောဘူးဟုတ်ပြီးတော့ဖြူစင်နဲ့တိုက်မပူးဘူးနော်ကျမတို့ကလည်းအဖေပြောတယ် အဖေကလည်းအဖေပြောဦးနေနင်းနေကြချင်းကဲနေပါဦးဒါဆိုရင်ဖြူစီကိုဖိဖိသွားမိမယ်အဲ့လိုဆိုပြီးတော့မဖြူစင်တို့အိမ်ကိုထွက်ခဲ့ပြီးမေးပါရတယ်အဆောင်နဲ့မဖြူစင်တို့အိမ်ကကတ်နေရမို့အတိုင်းသာကြားနေရတာပေါ့ဖြူစင်ငါသမီးတွေကပြောတယ်နေတိုက်ပူးတယ်လို့ငါကပြောတယ်တဲ့နေတိုက်ပူးဟူလားငါပဲအမှတ်မှားလားဟာပေါ့ပေါ့ရှာရှာတသက်နဲ့တကူနှစ်ပွဲသွားကြည့်ပြီးတော့ပူးချင်လို့ရမပူးဘူးဘယ်နေကြည့်တော့အေး အဲ့ဒါသူတို့ညီမနဲ့ကငါ့ကိုလာညင်းနေရင်ငါပြောပါရဲဆိုပြီးတော့ငါလည်းမပြောဘူးပါဘူးအင်းဒီညနေကအဆောင်မှရေဖြည်ပြီးရတယ်အပြင်ထွက်သွားတာငါပြန်မလာဘူးဟာအတုံညနဲ့မှပြန်ခဲ့တာအဲ့ဒါညနေဆောင်ကြီးလာထိုင်ပြောသွားတာတဲ့တေးကြပြီဆရာသမီးတွေရော၆ခန်းတီးပြီခလေးတွေကြောက်နေပါမင်းတော်လိုက်ပါအောင်အဖေကအဆောင်ထဲကိုပြန်ဝင်လာပြီးတော့ကြားတယ်မလားသမီးတို့ဖြူစင်မပူးဘူးပါဘူးလို့ပြီးတော့ဖေဖေနဲ့ရေဖြည်ပြီးတော့အပြင်ထွက်သွားတာ ညတော်နဲ့မှပြန်လာတာလေဟာဒါဆိုတည်ရေးပေါ့အဲ့တော့မှကျမလည်းတကူတတိယပြီးတော့အဖေကိုပြောပြမိရောလေလူငယ်တဲ့ညာတော့ကလည်းတမိရထိုင်ကုန်မှာဖုံးတုံးနေရောအဖေအိယာအနေနဲ့အဟန်အဟန်ဆိုပြီးတော့ကျောင်းဟန်တန်ကြလို့အဖေရှိရေဆိုပြီးမှတ်တာညာ၁၇နှစ်ထိုးကန်ဒီမှာအိတ်မေဆိုပြီးအခန်းထဲဝင်ကမှတကားပွင့်တန်ကြလို့အဖေလားလို့ပြီးတော့အေးဆိုပြီးတော့ဖြေရနေမယုံလို့အဖေထွက်ပြီးအဖေကူးမှပြန်လာလားဆိုပြီးထပ်ပြီးတော့ဟုတ်တယ်လေတမိရဲ့ဆိုပြီးဖြေရလေ အဲတော့ကချောင်းဖန်တာလေအဖေမဟုတ်ဘူးပေါ့။ဘာပဲဖြစ်ဖြစ်ပါတမီးရေ။ तू ကတမီးရိုးနဲ့ရှင်ပြီးစကားပြောလို့ရတယ်ဆိုရရတရေတစီတော့မဖြစ်နိုင်ဘူး။မင်းကလေးကြီးဆိုတော့အဆောင်တဘောနဲ့ရှိနေပြရလေဖြစ်နိုင်ပါလေ။ကြောက်စရာမလိုပါဘူး။တမီးရိုးဖြစ်နေ၊ကြောက်စရာဖြစ်နေတူနေပါရောလား။ဟင်ဟုတ်လားဘေး။အေးမနေ့ကဒီမှာတာဝန်ချတဲ့ကြောက်စရာလေးဒီပုံအတိုင်းထိတာပဲ။ဖြစ်ပုံကဒီလိုတမီးရဲ့တကူတော်နေ့နဲ့၁၇နှစ်ကျော်ခန့်မှာကြောက်စရာဥကျော်စွာ စင်းတချို့လုံနေခိုင်ဘိုက်စာလာ၍မိဖို့ချောင်းခဲဝင်ပြီးတော့ထမင်းစားမယ်အလို့မိဖို့ချောင်းကတခြားရွာနေ 3D လာရောက်နေဦးဆိုင်နေစုံလေရောဦးဆိုင်က 3D တွေမဖွင့်မီဒီလိုပဲရွာစင်းနေပြီးတော့ထိလိုက်ရောက်တတ်တယ်အခုဒီရွာမှာထိလာရောက်တော့တိတ်ခုစရာဖြစ်အစားမှာကြောင်းစရာနဲ့အတူလာနေနေရောမိစင်းနေဖြစ်နေရကြောင်းနေရေးစားရေးပူစရာမရှိပါဘူးဆရာတို့ရောဦးဆိုင်အောင်ဟာကြောင်းစရာထမင်းစားမလို့လားထမင်းစားမယ်ဆိုရင်စစ်စူရီမှာငါးပြူသွားယူလိုက်လေကျွန်တော်တို့ ရွာသားရဘက်ကိုထီအောင်သွားအောင်မယ်နော်။ယူပြီးအောင်သွားယူလိုက်အောင်။ဟုတ်ကဲ့ဟုတ်ကဲ့။အိမ်လူနေចောင်းစီရလေပကံတလုံးကိုင်ပြီးတော့မဆစ်စီတို့အိမ်ဘက်ကိုထွက်ခဲ့တော့တယ်။မဆစ်စီတို့အိမ်ကိုရောက်တော့မဆစ်စီကထမင်းစားနေရနေကြုံနေ။မဆစ်စီတို့တွေ့ရနေအတော့ပဲ။ကျွန်တော်ထမင်းစားခင်နေမှာဗျ။ကိုဆိုင်ကမဆစ်တို့အိမ်မှာနားပြုတ်လာယူစလို့အဲ့ဒါလာယူလာ။အမလေးចောင်းစီရရဲ့အပြောကြောင့်မဆစ်ဟာမျက်ကုံးပင်ကထမင်းပြီးတီးသွားရလေ။ရေတစ်ခွက်တောက်ပြီးကြမှာ အလို့တော့ကြံကြံဖန်ဖန်စီရရင်စီရူရီမှာဘေးကငါးပြုတ်ရမှာလေစီရောင်ဒီမှာဟင်းစားမရလို့လက်ဖက်သုံးနေစားနေရဟာကိုဆန်းရတီချာပြောလိုက်တာပါ ခမ ्याय ီမှာငါးပြုတ်ထားရတဲ့မဆီမပေးကျင်နေနေဗျာအေးဆရာကျမမညာဘူးမယုံရင်နီမိခုကြောင့်နေကိုသွားကြည့်ပါငါးပြုတ်ရှိနေမှာတော့ကျမလက်ဖက်သုံးနေစားနေပါမလားဆရာရဲ့တကယ်မပြုတ်တာပါမဆီရလည်းဆရာထင်းထဲမှာဆိုရင်အသေးအံရှင်းပြလိုက်ရဟင်းဟုတ်လား ဒါဖြင့်ကိုဆိုင်ရောက်ကျွန်တော်ဘာလို့ဂျူလိုပြောရလဲမသိဘူးဗျာ။ဘိုက်ဆိုင်ရတဲ့အထင်ဒီလူကချက်လွတ်လိုက်ပြီထင်နေ။တွေ့ဦးမယ်။ကျောင်းစီရလည်းမကြည့်မနဲ့ဖြစ်ပြီးတော့အဆောင်ပြန်လာခဲ့ရာအဆောင်မှာကိုဆိုင်ကိုမြင်နေတော့ခင်ဗျားဗျာ။မက်ဆီလိုအိမ်မှာဘာငားမှပြုတ်ဘူးဗျ။ဘိုက်ကစားရတဲ့အထင်ဒီလူချက်ဖို့မသိဘူးဗျာ။ကျောင်းစီရရန်တွေ့နေတော့ကိုဆိုင်ရောက်ဘာငားပြုတ်နေဗျ။ခင်ဗျားခီးရှောင်းမဆိုင်ဗျာ။ဟာ။ ခင်ဗျားပဲဆူဆူရိအမငါးပြုတ်သွားပြီဆိုရွာသားရဖဲဆင်းပြီးတော့ထီအောင်သွားမှဆိုပြီးတော့ပြောသွားတာလေဗျာအာပောက်ကြရတယ်ကျွန်တော်ကကူမကျွန်တော်ရွာကနေဆင်းလာတာကိုဟိုမှာကျွန်တော်ခေါ်လိုက်ဂဒုနေအောင်ရှိသေးတယ်မယုံမေးကြည့်အောင်ဟာခင်ဗျားတကယ်ပြောနေရလားယောခင်ဗျားကျွန်တော်ဘာကိစ္စညာမှာလေအဝိစားကိုလည်းကြည့်အောင်ဗျခင်ဗျားကကုနာတွေ့တာဒီပုံလားဒါဒါဆိုခုနကတွေ့တာចောင်းစီယာမျက်နှာသေးပြီမရှိတော့ပါဘူး အဖြစ်ပြက်ကတော့အဲ့ဒါပဲတမီးတို့ရေကျောင်းစီဟာဒီကိစ္စနဲ့လန့်ဖြားဖြားသွားလို့တော်တော်ကူးလိုက်ရတယ်။ဘာပဲဖြစ်ဖြစ်လူတွေကြားတယ်တော်လာနေနိုင်ကြတဲ့တာမန်စစ်တော်မဖြစ်နိုင်ဘူး။သူဟာသူနေကိုဟာကိုနေပေါ့အေးစီပဲလीနော်။အဖေကတော့အေးစီလို့ပြောပြီးမယ်အေးစီကတော့ကျမတို့ပါပဲ။တခါတည်းကျမတို့နောက်မှာလာရနေတယ်လို့လို့ဖြစ်ပြီးသားရဲ့အရေးတွေကိုမျက်စိတော်ကမြင်မိတယ်လို့လို့အစိုးဆုံးကတော့ကျမသားလေးညညတွေဆိုအခန်းထဲကနေ အကမ်းဖြေဦးကြီးကရီးပြပြုံများစကားတွေပြောနေခြင်းမဖြစ်ပါရင်ဇလန်းစားအနေအဆုံးဒီနမေလေးပြောင်းထားတာတော့ကျမရဲ့ကုတိစစ်စစ်ပဲဖြစ်ပါရင်ပြိတများရှင်စာရေးသူနည်းနည်းအကြံအေးသားထားတယ်အဆောင်နေရမိတူဆိုတဲ့ဇလန်းနေရတော့ဒီမှာနေပြီးဆုံးသွားပါပြီနောက်ရမြန်မာလေးဇလန်းကောင်းများစွာရွေးချယ်တိဆက်ပြီးဦးမှာမို့အားပေးနာစင်ကြပါဦးနော်အားလုံးကျေးဇူးတင်ပါတယ်